မင်္ဂလာပါရှင်ဒီနေ့ရနောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်မြမအရေးမှာပုံမူအားကောင်းတဲ့မူဝါဒချင်းကမ္မတွေနဲ့တိကျပြတ်သားစွာဥဆောင်ပေးဖို့အာဆီယံလက်ရှိဥက္ကဋ္ဌမလေးရှားနိုင်ငံကိုအရက်ဖတ်ဖွဲ့ပေါင်း285ဖွဲ့ကစာပို့တောင်းဆိုထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြည်တီအာဆီယံဖွဲ့အစည်းအဝေးမဆိုးစစ်ကောင်စီကိုမဖိတ်ကြားဖို့နဲ့ NUG EAO တွေနဲ့တရားဝင်ပွင့်လင်းမြင်သာစွာဆက်ဆံရေးထူထောင်ဖို့ကိုလည်းတောင်းဆိုထားပါတယ်ပုံမူဆိုးရွားလာနေတဲ့မြမအကြက်တဲကိုကင်တွယ်ဖြည့်ရှင်းနိုင်ဖို့အတွက်ခိုင်မာအားကောင်းတဲ့မူဝါဒချင်းက တ်မှုနဲ့တိကျပြတ်သားစွာဦးဆောင်ပေးဖို့အာဆီယံလက်ရှိဥက္ကဋ္ဌမလေးရှားနိုင်ငံကိုအရက်ဖက်ဖွဲ့ပေါင်း285ဖွဲ့ကမနေ့ကအိတ်ခွင့်ပေးစာပေးဖို့တောင်းဆိုလိုက်ပါတယ်။လက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကယခုလကုန်မှ46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေကိုလက်ခံကျင်းပဖို့ရှိနေတဲ့အတွက်ပုံမှန်ဆိုးရွားလာနေတဲ့မြန်မာအကြက်တဲကိုကင်တွဲဖြည့်ရှင်းရမှာခိုင်မာအားကောင်းတဲ့မူဝါဒချဉ်ကပ်မှုတွေချမှတ်နိုင်ဖို့အတွက်တိကျပြတ်သားစွာဦးဆောင်မှုပေးဖို့မလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကိုအရေးတ ြစ်ကြီးတောင်းဆိုခဲ့ကြောင်းရပ်ဘက်ဖွဲ့တွေကထုတ်ပြန်ပါတယ်။ အဲ့ဒီလိုလှုပ်ဆောင်နိုင်ပုံအတွက်အာဆီယံအနေနဲ့မြန်မာစစ်ကောင်စီနဲ့ဆက်ဆံရေးအားလုံးကိုဖြတ်တောက်ရမှာဖြစ်တယ်လို့တရားဝင်အခွင့်အာဏာရှိတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တိုင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ IAO များနဲ့တရားဝင်ပွင့်လင်းမြင်သားစွာဆက်ဆံရန်လိုအပ်ကြောင်းအိတ်ဖွင့်ပီစာမှာဖော်ပြပါရှိပါတယ်။ပြီးခဲ့တဲ့ AB လအတွင်းမလေးရှားဝန်ကြီးချုပ်ကမြန်မာစစ်ကောင်ဆောင်မင်းရောင်လိုင်းနဲ့တွေ့ဆုံခဲ့ခြင်းပေါ့အရဖတ်ဖွဲ့များကအပြင်းထန်ရှုံချလိုက်ပြီးအဲ့ဒီတွေ့ဆုံမှုကတန်တမန်ကြီးရလိုအပ်ချက်မဟုတ်ပဲပြည်သူများကိုထပ်မံဒုက္ခရောက်စေသောကြီး ီမာတဲ့အမားတစ်ခုသာဖြစ်ကြောင်းအရပ်ဘွက်ဖွဲ့တွေကပြောဆိုပါတယ်။အဲ့ဒီတွေ့ဆုံမှုကစစ်ကောင်စီကိုမာရွတ်နဲ့တရားဝင်မှုပေးလိုက်ခြင်းသာဖြစ်ပြီးစစ်တပ်ကိုအရက်သားတွေပေါ်ရက်ဆက်တဲ့တိုက်ခိုက်မှုတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ဆက်လက်ပြုလုပ်ဖို့အခွင့်အာဏာပေးလိုက်ခြင်းလည်းဖြစ်ကြောင်း၎င်းတို့ကဆိုပါတယ်။ ပုံသဘောတူညီချက်၅ရက်ကစစ်တပ်အတွက်ပြစ်ဒဏ်ကင်းလွတ်စွာနဲ့အကြမ်းဖက်မှုတွေဆက်လက်ပြုလုပ်နိုင်ဖို့အကကွယ်တစ်ခုဖြစ်နေကြောင်းလည်းအိတ်ဖွင့်ပီစာမှာဖော်ပြပါရယ်။ဒါ့အပြင်အာဆီယံရဲ့အစည်းအဝေးတွေမှာစစ်ကောင်စီကိုယ်စားလှယ်များပါဝင်နေခြင်းကအဖွဲ့ရဲ့ဂုဏ်သိက္ခာကိုဆက်လက်ထိခိုက်စေသလိုအာဆီယံဖွဲ့ရင်းဒီမိုကရေစီငြိမ်းချမ်းရေးလုံခြုံရေးနဲ့လူ့အခွင့်အရေးလေးစားမှုဆိုင်ရာစုဖွဲ့ရဲ့မူလကတိကဝတ်ကိုတစ္ဆာဖောက်နေခြင်းလည်းဖြစ်ကြောင်းအရာဘတ်ဖွဲ့တွေကထောက်ပြဝေဖန်ပါရယ်။မင်းအောင်လိုင်းကရိုဟင်ဂျာတွေပေါ်လူမျိုးတုံးတပ်ဖြတ်မှုမြန်မာပြည်သူတွေပေါ်ဆင်ရဆွေးမှုတွေနဲ့လူသားမျိုးနွယ် ွယ်ပေါ်ရာဇဝမှုတွေကျူးလွန်ခဲ့သူဖြစ်ပြီး2021ခုနှစ်တရားမဝင်အာဏာသိမ်းမှုနောက်ပိုင်းမြန်မာစစ်ကောင်စီကရက်စက်ကြမ်းကြုတ်တင်ရာဇဝမှုများမြို့ရွာများကိုမိရှုလူရက်မှုများအရက်သားရှိရာနဲ့ခုလုံရနေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့်အနည်းဆုံးလူ3.5တန်းကနေရက်ဆုံးကွာထွက်ပြေးခဲ့ရတယ်လို့အဆိုပါအိတ်ဖွင့်ပြီးစာမှာဖော်ပြပါတယ်။မလေးရှားဝင်ကြီးချုပ်က AP 19ရက်နေ့မှာမင်းအောင်လိုင်နဲ့တွေ့ဆုံခဲ့မှုအပြီးစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပေါင်း190ကျော်ကိုပြုလုပ်ခဲ့ကြောင်းအများစုမှာအရက်သားနေရာတွေကိုပြစ်မှတ် တာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြပါရှိပါသည်။အထူးသဖြင့်2025ခုနှစ်မေလ12ရက်စကိုင်းတိုင်းတပင်ရင်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုတွင်ကလီးငယ်ကျောင်းသား22ဦးနှင့်ဆရာ9ဦးသေဆုံးခဲ့ရတဲ့ဖြစ်ရပ်ကစစ်တပ်ရဲ့လူအသက်နဲ့နိုင်ငံတကာဥပဒေကိုအလီမထားကြောင်းကိုပြသတဲ့ထပ်ဆောင်းတပ်တည်တစ်ခုဖြစ်ခဲ့ကြောင်းလည်းအရဖတ်ဖွဲ့ရိကဆိုပါတယ်။ဒါကြောင့်မလေးရှားနိုင်ငံကမြန်မာစစ်ကောင်စီနဲ့ဆက်ဆံရေးဖြတ်တောက်ဖို့အရေးတကြီးလိုအပ်နေပြီးစစ်အာဏာရှင်စနစ် ဖြတ်သိမ်းရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေးတို့အတွက်ဆင်နွှဲနေတဲ့မြန်မာ ာပြည်သူတွေရဲ့တော်လှန်ရေးကိုအထောက်ပံ့ဖြစ်စေတဲ့ဥစားမှုမျိုးနဲ့ဒေသရင်းအစုအဖွဲ့ကိုရဲညင်ပြတ်သားစွာဥစားမှုပေးဖို့အရဘတ်ဖွဲ့တွေကအာဆီယံဥက္ကဋ္ဌမလေးရှားဝင်ကြီးချုပ်ကိုတောင်းဆိုခဲ့ပါတယ်။အထူးသဖြင့်အာဆီယံလက်ရှိဥက္ကဋ္ဌမလေးရှားနိုင်ငံဥစားမှုအောက်မှာအာဆီယံရဲ့မြေတီအစည်းအဝေးမှာမဆိုစစ်ကောင်စီကိုယ်စားလှယ်များပါဝင်ခွင့်မပြုဖို့နဲ့မြန်မာပြည်သူများရဲ့တရားဝင်ကိုယ်စားလှယ်တွေဖြစ်တဲ့ NUG နဲ့ EAO တွေဖြင့်မြန်မာနိုင်ငံရှင်အရဘတ်လူမှုအဖွဲ့အစည်းများနဲ့တရားဝင်အသိမှတ်ပြုဆက်ဆံရေးတည်ဆောက်ခြင်းများလှုပ်ဆောင်ဖို့မျှော်လင့်ပါကြောင်းအရဘတ်ဖွဲ့ ဖွဲ့တွေကဆိုပါတယ် မြမအရေးဆွေးနွေးရမှာအစဉ်အဆက်ကျင့်သုံးခဲ့တဲ့အတန်တိတ်တန်တမန်ကြီးနီလန်းဆိုတဲ့အလုံးမဖြစ်တဲ့လူမတိသူမတိအစည်းအဝေးများဓမ္မမုံဘာဝင်ယုံအစွင့်အပွားအစည်းအဝေးငယ်များမှသာကန့်သက်ထားစီခြင်းမပြုဘဲမြမပြည်သူများရဲ့ယုံကြည်မှုရရှိဖို့အတွက်ဆက်ဆံရေးတိုင်းကိုပွင့်လင်းမြင်သာစွာနဲ့လှုံ့ဆော်ပေးဖို့အရက်ဖက်ဖွဲ့တွေကတောင်းဆိုခဲ့ပါတယ်။ဒီလိုဆောင်ရွက်မှသာအာဆီယံကကြာရှုံးနေတဲ့၎င်းတို့ရဲ့ဘုံသဘောတူညီချက်၅ရပ်ကိုကျော်လွှားနိုင်မှာဖြစ်ပြီးမြန်မာပိုင်းမြန်မာကသာဦးစီးဦးဆောင်နေဖြစ်ရှင်နေကိုအားပေးနိုင်မှာဖြစ်ကြောင်းဖော်ပြပါရယ်။ စစ်ကောင်စီရဲ့အကြံဖတ်မှုတွေကိုရပ်တန့်စေဖို့အတွက်အာဆီယံအနေနဲ့အကြီးအကဲသောသက္ကလုံများကိုဖတ်တွင်မနေသင့်ပေလက်တွေ့ကျတဲ့အဓိပ္ပာယ်ရှိတဲ့လှုပ်ဆောင်ချက်တွေနဲ့သက်သေပြရမှာဖြစ်ကြောင်းအထူးသဖြင့်လေကြောင်းတိုက်ခိုက်မှုတွေကိုအရေးတကြီးရပ်တန့်စေရမှာဖြစ်ကြောင်းအရက်ဖွဲ့ဖွဲ့တွေကဆိုပါတယ်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့ခေါင်းဆောင်မှုနဲ့မြန်မာစစ်တပ်ကြောင့်ဖြစ်ပေါ်လာတဲ့ဒေသရင်းပြည်အနေများကိုတုံ့ပြန်ဖြေရှင်းခြင်းအာဆီယံရဲ့ဒီမိုကရေစီငြိမ်းချမ်းရေးတရားမျှတမှုနဲ့လူသားလုံးချုံရေးဆိုင်ရာစစ်မှန်တဲ့ကတိကဝတ်ကိုပြသခြင်းဖြင့်ဒေသရဲ့အရေးပါမှု မှုကိုပြန်လည်ထူထောင်နိုင်မှာဖြစ်ကြောင်းအရဖက်ဖွဲ့တွေကဆိုပါတယ်အထူးသဖြင့်မြမအရေးဖြည့်ရှင်ရမှာတရားမျှတမှုရှိတဲ့ရေရှည်တည်တံ့နဲ့ဖြည့်ရှင်မှုရရှိစေဖို့အတွက်မြမပြည်သူများ ပိုင်ဆိုင်ဥဆောင်နဲ့နိုင်ငံပြောင်းလဲမှုကိုထောက်ခံဖော်ဆောင်နိုင်ဖို့အာဆီယံကိုဥဆောင်မှုပြုဖို့မလေးရှားဝန်ကြီးချုပ်ကိုအရက်ဖက်ဖွဲ့တွေကတောင်းဆိုခဲ့ပါတယ်။နောက်ထပ်တပုတ်အနေနဲ့မိုးကုတ်မြို့မှာဘုံပေါက်ကွဲမှုထပ်ဖြစ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။တောင်းတမတော် TNL ထိန်ချုပ်ထားတဲ့မန္တလေးတိုင်းမိုးကုတ်မြို့မှာမေလ23ရက်နေ့ညနေ9နာရီခန့်ကဘုံပေါက်ကွဲမှုဖြစ်ခဲ့ပြီးဒေသခံ2ဦးထဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။မိုးကုတ်မြို့အရှိပိုင်းကန်တော်ရရှိမိုးကုတ်ကျေးကားဂိတ်အနီးမှာပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး ကားဂိတ်ထံအပါဝင်နှစ်ဦးထဏ်ရရှိခဲ့တယ်လို့မြို့ကန်တအုပ်ကပြောပါရယ်လက်လုပ်ပုံပြစ်သွားတာလို့သိရပါရယ်ဒါမျိုးနှစ်ခါရှိပြီးပုံကိုယ်ကြီးမကြည့်နှက်ချက်တွေကြောင့်လို့ထင်တာပဲရှိရှိမှဆိုစိုးရင်စရာဖြစ်တယ်လို့၎င်းကပြောပါရယ်ထဏ်ရရသူနှစ်ဦးစလုံးအသက်အန္တရာယ်စိုးရင်စရာမရှိပဲအသေးစားစေကူတောက်မှုခံယူနေကြောင်းလည်းသိရပါရယ်မိုးကုံမြို့မှာပြင်းခဲ့တဲ့မေလ17ရက်နေ့ကလည်းဘုံပေါက်ကွဲမှုဖြစ်ခဲ့ပြီးအဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးအမျိုးသားအချို့ကို TNL ကဖမ်းဆီးထိန်းသိမ်းထားပါရယ်မိုးကုံမြို့ကို TNL PDF ပူးပေါင်းတပ်တွေနဲ့မိုးကုံမြို့ဟာက 2019စစ်စင်ရည်နဲ့ဒူ2024ခုနှစ်ဇူလိုင်လ25ရက်မှာစတင်တိုက်ခိုက်ခဲ့ပြီးဇူလိုင်24ရက်မှာတင်ပိုက်ခဲ့ပါတယ်။အဲဒီနောက် TNL နဲ့ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ဝင်နေပါဝင်နေမျိုးမီမျိုးဖအဖွဲ့ကအုပ်ချုပ်ရေးရန်တရားလဲပတ်နေတာဖြစ်ပါတယ်။လက်ရှိမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကိုသတိပြုနေရသလိုအခုလိုပုံပေါက်ကွဲမှုမကြာခဏဖြစ်ပေါ်နေတဲ့အပေါ်စိုးရိမ်နေလို့ဒေသခံတချို့ကပြောပါတယ်။ နောက်ထပ်တစ်ပုံအနေနဲ့စစ်ကောင်စီကနောင်ချုံအပါဝဲစစ်ရှုံမျိုးတွေကိုမီလာတွင်စစ်နေကြင်တက်မနေပုံကျဲတိုက်ခိုက်နေရလို့ TNL ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီကတောင်းတက်မတော် TNL ထံမှပြန်လည်ရယူလို့တရုတ်ဆိုရထံအကူအညီတောင်းပို့ကတ်နေတဲ့နောင်ချုံပါဝင်စစ်ရှုံမျိုးတွေကိုအခုလတွင်စစ်နေကြင်တက်မနေပုံကျဲတိုက်ခိုက်နေကြောင်းသိရပါတယ်ရှမ်းမြောက်2029ခုနှစ်စစ်စင်ကြီးကြောင်းစစ်ရှုံထားတဲ့နောင်ချုံမိုးကုတ်ကြောင်းမဲနေမန်တုံမျိုးတွေကိုစစ်ကောင်စီကအဓိကထားပြီးအခုမီလာတရံမှ22ရက်ဒီအဲ့ဒီလိုပုံကျဲတိုက်ခိုက်နေခြင်း င်ဖြစ်ကြောင်း TNL ထံမှသိရပါရယ်ဒီတလုံးမှာဆိုရင် စစ်ကောင်စီဘက်ကအဲ့ဒီမျိုးတွေကိုအဓိကထားပြီးပုံကျဲတိုက်ခိုင်းနေတယ်အရသာတိုက်ခိုက်တိုက်ဆုံမှုတွေနဲ့ပျက်စီးမှုတွေရှိပါတယ်လို့ TNL ပြောရေးဆိုခွင့်ရှိသူလူကြီးဦးကပြောပါရယ်စစ်ကောင်စီရဲ့လေကြောင်းနဲ့ပုံကျဲတိုက်ခိုင်းမှုကြောင့်ကလင်းငယ်နှုံပါဝင်ဒေသခံအရသာအမျိုးသား9ဦးနဲ့အမျိုးသမီးတအုပ်စုစုပေါင်း10ဦးတိုက်ဆုံပြီး15ဦးတိုက်ခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါရယ်ဒါအပြင်နေအိမ်များဘုံကြီးကြောင်များနဲ့အခြားသောအဆောက်အအုံများလည်းလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ထိခိုက်ပျက်စီးခဲ့ကြောင်း TNL ကဆို ထားပြီးစစ်ကောင်စီကတော့ညှင်းဆန်လျက်ရှိပါတယ်။အလာတူပြီးခဲ့တဲ့ဧပြီလကလည်းနောင်ချိုမိုးကုံတပိတ်ချင်းဒီပေါ်မိုင်းရုံနဲ့နန်းဆန်မြို့နယ်တို့ကိုစစ်ကောင်စီကနေချောင်းပါဝဲလက်နက်ကြီးလိုနဲ့ပစ်ခတ်ပုံချင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေကမြေပြင်တိုက်ပွဲမရှိဘဲစစ်ကောင်စီကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးဧပြီအတွင်းမှာလည်းနေအိမ်များပြပြတ်စေပြီးကလေးငယ်ပါဝင်အရက်သားများထိခိုက်ဒိဆုံးခဲ့ကြောင်း TNL ထံမှသိရပါတယ်။စစ်ကောင်စီက၎င်းတို့စစ်ရှုံးတို့ TNL ကတင်ယူထားတဲ့နောင်ချိုကြောင်းမဲတီဝမိုးကုံနဲ့မို ုးမေ့မြို့နယ်တို့ကိုပြန်လည်လူကျင်တဲ့အတွက်ဝင်းဟင်တိုင်ခိုက်မှုတွေလှုပ်ဆောင်နေတဲ့ပြင်ကူမင်းစုနေပွဲမှာလည်းတောင်းဆိုနေကြောင်းသိရပါတယ်။အဲ့ဒီလိုတောင်းဆိုနေတာကြောင့်တရုတ်ဆိုရရဲ့ဥဆောင်ကုကဲမှုနဲ့နောက်ဆုံးအချိန်ကပြုလုပ်တဲ့ကူမင်းတွေ့ဆုံပွဲကိုရွှေရွှင်လိုက်ရကလာမင်းအောက်ကမှထပ်မံဆွေးနွေးမှာဖြစ်ကြောင်း TNL ရဲ့ထုတ်ပြန်ကြေညာသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။